မင်္ဂလာပါဒီဘက်ကနေပြန်နေကြိုဆိုပါရယ်ကျွန်တော်တို့ဒီဗီဒီယိုမှာတော့2025မှာကျွန်တော်တို့ all coins ပေါ့နော် alternative coins ကိုဘလို့ရွေးချယ်ပြီးတော့ invest လုပ်သင့်တယ်လဲဆိုတော့အချက်ခုနှစ်ချက်ကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးကျွန်တော်ကြိုပြီးပြောထားချင်တာကတော့ဒါကတော့ financial advice မဟုတ်ပါဘူးကျွန်တော်ရွေးချယ်တဲ့အချိန်မှာကျွန်တော်ဘာတွေသုံးတယ်လဲဆိုတာကိုပဲ just for education purpose နဲ့ပြောပြတာဖြစ်ပါတယ်ဒါကြောင့်မလို့ financial advice အနေနဲ့ အဲလိုက်ပြီးတော့မှမကောက်ယူဖို့ပေါ့နော်မမတ်မမတ်ယူကြဖို့ဟိုတောင်းဆိုပါရစေโอเคအဲ့တော့ကျွန်တော်အကြည့်ကြည့်အောင်ပေါ့နော်အရင်ဆုံးဒီအကြောင်းမပြောခင်မှာကျွန်တော်တို့ဒီ Binance ရဲ့အာအကောင့်ပေါ့နော်ဟို crypto မှာ invest လုပ်ဖို့ဝယ်ဖို့ Binance account လိုရယ်ဆိုလို့ရှိရင်ကျွန်တော်10% off lifetime ပေါ့နော်ကျွန်တော်ပေးထားတာရှိပါတယ်ဒါကတော့ကျွန်တော်တို့အာဒီအောက်ကကျွန်တော်လေးပေးထားတဲ့ link ကနေဖွင့်မယ်ဆိုလို့ရှိရင် lifetime 10% off discount ရမှာ ဖြစ်တယ်ဆိုတော့ဒီ link ကနေပြီးတော့ account လေးဖွင့်ပြီးတော့မရှိဘူးဆိုလို့ရှိရင် referral code ကတော့ဒီဟာလေးထည့်လို့ရပါတယ်เนาะ Okay တော့ကျွန်တော်ပထမဆုံးကျွန်တော်ကြည့်တဲ့နေချက်ကပါလို့ဆိုတော့ uh tokenomic ဖြစ်ပါတယ်เนาะ tokenomic ကောင်းတာ tokenomic ဆိုပါလို့ဆိုလို့ရှိရင် token နဲ့ economic ကိုပေါင်းထားတာပေါ့เนาะဆိုတော့ကျွန်တော်ဒီမှာကျွန်တော် overview နေနဲ့ပြောဆိုလို့ရှိရင် total supply နဲ့ circulating supply ကိုကျွန်တော်ကြည့်တင်တယ်ပေါ့နော်ဆိုတော့ total supply ကအရင်နေနေရင်နောက်ပိုင်းများလာလို့ရှိရင် ကျွန်တော်တို့ဒီ total supply နဲ့ circulating supply နဲ့ရှင်းတိုင်းလို့ circulating supply က total supply ထက်အရင်နည်းနေတယ်ဆိုလို့ရှိရင်နောက်ပိုင်းကျရင်တဖြည်းဖြည်းနဲ့ market ထဲကိုအဲ့ဒီ token တွေပို့ပြီးတော့များလာလေလေဈေးကျလာလာလေလေဖြစ်တယ်ဆိုတော့အရင်မကွာတဲ့ဥပမာကျွန်တော် bitcoin ဆိုလို့ရှိရင် 21m total supply မှာ circulating supply က 19m ကျော်ပဲရှိတယ်ဖြစ်တဲ့ကြောင့်မလို့ရှားတယ်အဲ့ဒီအတွက်အာဈေးကအရင်ကျဖို့မရှိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲနဲ့ total supply 1 billion မှာအခု circulating supply ကတန်း200လောက်ပဲရှိရဆိုလို့ရှိရင်နောက်ပိုင်းတန်း800တော့ token တွေပွင့်လာရင်ဈေးကျသွားနိုင်တယ်ဆိုတော့ဒါကိုကျွန်တော်တို့ကသိရပါမယ်နောက်နံပါတ်2က unlock schedule နောက်3လအတွင်းလောက်မှာအများကြီး unlock ဖို့ရှင်ရှောင်းတင်တယ်ဆိုတော့ token ကအဲ့လိုခုနကလိုမျိုး circulating supply ကနေမျိုး total supply ဘက်ကိုအာ profit နဲ့ပွင့်လာတဲ့အချိန်ပေါ့နော်ပြန်များလာတဲ့အချိန်မှာကျွန်တော်တို့ကနောက်ထပ်3လလောက်အတွင်းမှာအများကြီးကျွန်တော် unlock ဖြစ်ဖို့ရှိတယ်အများကြီး token တွေ market ထဲဝင်လာဖို့ရှိရဆိုလို့ရှိရင်ရှောင်းတင်တယ်နော်ပြီးတော့ဒီ token ကဘာအတွက်သုံးလို့ရလဲဟိုဗုတ်လောက်တာလား governance အတွက်သုံးတာလား staking လုပ်ဖို့လားအဲ့တော့ပုံမှန်အဖြစ်ဆိုလို့ရှိရင် token တစ်ခုဒီအသုံးဝင်မှုများလေလေကျွန်တော်တို့ user တွေကကင်ထားလေလေဖြစ်တဲ့ကြောင့်မလို့ဈေးထိုးကြဖို့တဲ့ဈေးတက်ဖို့ပို့ပြီးတော့များတာပေါ့နော်ဆိုတော့အသုံးဝင်တဲ့ token homework ကိုကျွန်တော်တို့ကြည့်ရပါမယ်နောက် ban ဖြစ်လာပေါ့နော် ban နေဆိုတော့ကျွန်တော်တို့ဒီ token ကိုဈေးကွက်ထဲကနေပြီးတော့ဒီ market ထဲကနေပျောက်သွားအောင်လုပ်တဲ့နည်းလမ်းရှိလာဆိုတော့ ban နေလေရှားလေလေဖြစ်တယ် နော်ဒါဒီ tokenomics ကိုကြည့်တဲ့နေချက်လေးနံပါတ်1ကကျတော့ real use case နဲ့ demand ရှိလာဘူးကျွန်တော်တို့တချို့တကင်းတွေကဘာမှ real မှာ real world မှာဘာမှတုံးလို့မရမယ်ဒီတိုင်း hype နေရရှိတယ်เนาะဆိုတော့အဲ့လိုမျိုးမဖြစ်ဘဲနဲ့တကင်း market ထဲမှာတကယ်တကယ် real world မှာတုံးလို့ရလားဘာဖြစ်တဲ့နောက်ဖြည့်ရှင်းလဲပေါ့ဥပမာ random ဆိုလို့ရှိရင်ကျွန်တော် GPU rendering ပြဿနာကိုဖြည့်ရှင်းတယ်เนาะ GPU တွေနည်းတာ GPU rendering လိုအပ်တာကိုကျွန်တော်ဖြည့်ရှင်းတယ် FPD ဆိုလို့ရှိရင် AI agent တွေကိုဟိုပြန်ပြီးတော့မှ နေရာချတဲ့ coordinate လောက်တာကိုသူကဖြည့်ရှင်းတယ်။ on do ဆိုလို့ရှိရင် rw လို့ခေါ်ရ real world access ကိုဟိုပိုင်းုံသွားတယ်။အဲ့ဆိုအဲ့လိုမျိုးတကယ် problem solving token တွေဟုတ်မဟုတ်ကိုကျွန်တော်တို့ကကြည့်တယ်နော်။ပြီးရင် government နဲ့ corporation တွေနဲ့ချိတ်ဆက်ထားတာရှိလားပေါ့။အာ အစိုးရတွေနဲ့ပူးပေါင်းပြီးတော့မှလုပ်နေကြတယ်ရှိလားဆိုတော့အဲ့လိုမျိုး project တွေကပို့ပြီးတော့မှအနာဂတ်မှာဈေးတက်နိုင်ကြီးများတယ်။နောက် user ကကျွန်တော်တို့ token ကင်ပြီးတော့မှဒီ service လို့ဥပမာ render ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ GPU rendering လုပ်ဖို့အတွက်ကို render token ကိုလိုအပ်တယ်အဲ့တော့အဲ့လိုမျိုး service လုပ်ဖို့အတွက်ကို token လိုရဆိုလို့ရှိရင်သူ့မှာ demand ရှိလိမ့်မယ် demand ရှိရင်ဈေးကတက်နိုင်ကြီးရှိတယ်နော်ဒါလေး real world use case တကယ်ရှိမရှိကျွန်တော်ကြည့်တင်တဲ့အချက်ပေါ့နော် နံပါတ်3ချက်ကကျတော့ကျွန်တော်တို့ active ecosystem နဲ့ကျွန်တော် developer support ရှိလာပါတော့ဆိုတော့ကျွန်တော် GitHub မှာကျွန်တော်ဒီဒီ project နဲ့ပတ်သက်လို့ဟို publicly လူတွေသိအောင်သင်ပေးထားတာရှိသလားရှိရင်တို့တွေဘယ်လောက် update လုပ်နေလဲဘယ်လောက်အထိကျွန်တော်လှုပ်နေလဲပေါ့နော်ဒါတွေကျွန်တော်သိနေတယ်ပြီးရင်ပုံမှန် update လုပ်သလားပေါ့ဒီ project ကတည်နေပြီလားလုံးဝ developer မရှိတော့ဘူးလားဒါမျိုးတွေကျွန်တော်တို့လိုအပ်တဲ့ကြည့်ဖို့လိုတယ်နောက် developer activity ဘယ်လောက်ရှိလဲဘယ်လောက်ပုံမှန် frequently update လုပ်တယ်လဲဒါမျိုးတွေကျွန်တော်တို့ကြည့်တင်တယ်ပေါ့နော်ဆိုတော့ ecosystem ထဲမှာကျွန်တော်တို့ why လုပ်နေရလို့မရှိဘူးဆိုလို့ရှိရင်ဒီ project ကကောင်းမှာမဟုတ်ဘူးနော်နောက် number 4က BC နဲ့ strategic partners တွေနောက်ကနေဘယ်သူတွေက backing ပေးထားတာရှိတယ်နာမည်ကြီး top BC တွေဥပမာ Binance Lab ကနေခုနကပြောနေရည်စည်း lab လို့အဲ့လိုမျိုးဟို labs တွေကနေပြီးတော့မှနောက်ကနေပြီးတော့ invest လုပ်ထားတာတွေရှိသလား ဟိုမှာကျွန်တော် Samsung တွေဘာမှရှိ Capital ရှိအဲ့တော့နာမည်ကြီး PC တွေရှိပါဗျာအဲ့တို့တွေ invest လုပ်ထားမထားပေါ့ပြီးရင် chain ကောင်းကောင်းနေတဲ့ partner လုပ်ထားမထားပေါ့အဲ့တော့ဟိုတချို့ဟိုနာမည်ကြီးပြီးသား chain တွေဖြစ်တဲ့ဥမာ Avalanche လို့ဟာမျိုးတွေနဲ့ထိစက်ထားမှုရှိမရှိဒါမျိုးတွေကလည်းကျွန်တော်အရေးကြီးတယ်ချက်တွေဖြစ်တယ်ဒါတွေကိုကြည့်တဲ့နေဆိုတော့ကျွန်တော်တို့ဒီခုနလိုမျိုး ဟို BC ကောင်းကောင်းနေရနေပြီးတော့ invest လုပ်ထားခြင်းအပြင်ကျွန်တော်တို့ကအာသူတို့ရဲ့သူတို့ကလည်းဂျန်ဂျန်ပြီးတော့ percent ထည့်ရမဟုတ်ဘူးသူတို့ကလည်း analyze လုပ်ပြီးတော့မထည့်ရဖြစ်တဲ့ကြောင့်သူတို့နောက်ကို like ခြင်းကျွန်တော်တို့အတွက်ပို့ပြီးတော့မှ safe ဖြစ်စေတာပေါ့နော်နောက် number 5 check ကကျတော့ community နဲ့ social ပေါ့ဆိုတော့ကျွန်တော်တို့ x twitter ပေါ့နော် x မှာ blog active ဖြစ်တယ်လေ community ထဲမှာကျွန်တော်ဘယ်လောက်ထိအာ update တွေတင်နေရှိလဲပေါ့နော် Telegram Discord community ရှိသလားအမအကုန်လုံးက bot တွေပဲလားဒါမှမဟုတ်လူအစ်စ်တွေစကားပြောနေကြတာလားတင်းက transparent ဖြစ်လားဘယ်သူလဲသိလားဘယ်ဘယ်သူကဒီအာ project ရဲ့ခေါင်းဆောင်လဲ तू ကအဲ့ဒီခုန social media တွေပေါ်မှာ AMA session လောက်ဟာမျိုးတွေမှာ तू ကိုယ်တိုင်ထွက်လာပြီးစကားပြောလေးရှိလားဒါမျိုးတွေက community နဲ့ social ပိုင်းနံပါတ်6ချက်ကကြတော့ကျွန်တော်တို့ listing နဲ့ liquidity ကျွန်တော် main scene yes တွေမှာတင်ထားပြီလားဗောနော်ဆိုတော့ Binance ပေါ်ရောက်ပြီလားဒါမှမဟုတ် Binance ပေါ်တခြားမှာ Bybit တို့ဟို Big Cat တို့ Dalmori ပေါ်မှာရောက်နေပြီလားဘယ်တော့ကရောက်တာလဲ trading volume လောက်ရှိတယ်လဲဟိုမှာတခြားတို့ကင်းနေဆိုလို့ရှိရင် Binance မှာရှိပြီမြေဘယ်သူမှမ trade ကြဘူးဆိုတာရှိတယ်ဒါမျိုးဟို token တွေ project တွေရကျတော့ဒါရှောင်းနေတယ်ပေါ့နော်ဆိုတော့ဒီနေ့ဟို5 million dollar ကနေပြီးတော့ဒေါ်လာ90အနည်းဆုံးတော့တော့ကျွန်တော်ရှိတင်တယ်ပေါ့နော် CES တွေပေါ်မှာရှိရ trading volume ပေါ့နော်ဆိုတော့အများအားဖြင့်တော့ Binance မှာ list ရဆိုလို့ရှိရင်တော့ဒါတော်တော်များများဟို trusted ဖြစ်တယ်လို့ပြောကြရတယ်။နောက်နောက်ပိုင်းကျ delist ပြန်လုပ်တာလည်းရှိတာပေါ့နော်အဲ့တော့ဒါလေးလည်းကျွန်တော်သိတင်တယ်ကြည်ကြည်တင်လေ့လာတင်တယ်ပေါ့နောက်ဆုံးချက်ကကျတော့ narrative ပေါ့ 2025မှာကျွန်တော်တို့တော်နေ narrative နဲ့ကိုက်ညီမှုရှိမှရှိ narrative ဆိုတာကျတော့ကျွန်တော်ဘယ်အချက်တွေခက်စားလာလဲဘယ်အပိုင်းတွေတက်လာမယ်လို့ဘယ် story တက်လာမယ်လို့ထင်တယ်ဥပမာ2020ဒီလောက်တော့ဆိုလို့ရှိရင်ဒါကကျွန်တော်တို့2019ပေါ့နော်အဲ့လောက်တော့ဆိုလို့ရှိရင်အဲ metaverse ဆိုပါတော့နော် NFT ဆိုပါတော့အခုကျတော့အဲ့ဒါကြီးမဟုတ်တော့ပြန်အဲ့လိုမျိုးပြောင်းသွားတာပေါ့နော်ကြိုက်ကြတော့ကျွန်တော်တို့ကဒီမှာ အဲဒီအချက်တွေပေါ့နော်ဥပမာဒါဆို2025မှာကျွန်တော်အထူးသဖြင့်ပြောကြ AI အကြောင်းကိုပြောကြတယ် RWA လို့ခေါ်ရ Real World Access အကြောင်းကိုပြောကြတယ် Modular Blockchain အကြောင်းကိုပြောကြတယ် Gaming Layer 2စီအကြောင်းကိုပြောတယ် Deeping လို့ခေါ်ရကျွန်တော်တို့အပြင်က Infrastructure ကိုပါကျွန်တော်တို့ Decentralize လုပ်တဲ့အကြောင်းကိုပြောကြတယ်နောက် Restaking လို့ခေါ်ရ Stake လုပ်ထားတဲ့ဟာတွေကိုတစ်ချက်ပြီး Restake လုပ်တဲ့အပိုင်းကိုပြောကြတယ်ဆိုတော့ဒီဟာဒီအပိုင်းဒီမှာဒီ Nebula တွေရဲ့ Token တွေကလည်းကျွန်တော်တို့ဒါကြည့်တဲ့ Token တွေ Okay အဲ့တော့ကျွန်တော် reflect တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအချက်တွေ နဲ့တွေ့ပြီဆိုလို့ရှိရင်ရှောင်လိုက်တာကောင်းတယ်ဗါရဲဆိုတော့ demand တိတ်မရှိဘဲနဲ့ token unlock အများကြီးဖြစ်ဖို့ရှိတဲ့ကောင်း ဆိုတော့ဘယ်သူမှတိတ်စိတ်ဝင်စားနေဘူးဒါပေမဲ့တိတ်မကြခင်မှာ token တွေအများကြီး unlock လုပ်လာဖို့ရှိတယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ရှောင်တဲ့အွန်ချိန်ပေါ်မှာဘာတမိုင်းမှမရှိဘူးဘာ history မှမရှိဘူး developer တွေကလည်း anonymous တွေဘယ်သူတွေရေးမှန်းလဲမသိဘူးနော်အဲ့လိုမျိုးကြီးကျွန်တော်ရှောင်တဲ့ GitHub မှာလုံးဝတင်မထားဘူးဒါပေမဲ့တင်ထားပြီးလဲဘာမှ update လုပ်မနေဘူးပေါ့နော်ဒါမျိုးတွေကိုရှောင်တဲ့တော့ hype ပဲ hype နေပြီးတကယ် product မရှိတဲ့ကောင်ဥမာတချို့ meme coin တွေမှာကျတော့တကယ် product ရှိတဲ့ chain ရှိတဲ့ meme coin တွေရှိတယ်လို့တကယ် product မရှိဘူး ecosystem မရှိဘူးဒီတိုင်းပဲ hype နေတဲ့ဟာတွေလည်းရှိတယ် ဆိုတော့တကယ် product မရှိရင်လည်း hype ပဲ hype နေပြီလူတွေလည်းအရင်ပြောနေကြပြီဘာမှတကယ် product မရှိဘူးဆိုတော့ရှောင်းနေတယ်။နာမည်မရှိတဲ့ကျွန်တော်တို့ shady ဖြစ်တဲ့အချိန်တစ်ခုနှစ်ခုလောက်မှာပဲတွားပြီး list ထားတဲ့ကောင်းနေရှိတယ်။သူတို့လည်းကျွန်တော်ရှောင်းနေတယ်နော်။အနည်းဆုံးတော့အဲ့လိုမျိုး CES နဲ့နာမည်ရှိတဲ့ CES တွေမှာရှိလာပြီဆိုတော့အမျိုးကိုကျွန်တော်ကကြည့်တယ်နော်။နောက် Uber Promise ပေါ့ဟိုမှာကျွန်တော် Telegram နဲ့တင်ပြီးတိတ်ရထဲနဲ့ဟိုဝယ်ထားလိုက်စေစားအမြင့်တက်ပဲနောက်နောက်လာကြလို့ရှိရင် 100x token ဖြစ်လောက်တယ်ဒါမျိုးတွေပြောရတဲ့ကောင်းနေဒါကျွန်တော်တို့ဒါရှောင်းနေတာပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ reflect တွေဖြစ်တယ်โอเคအဲ့တော့ဒီပြောင်းကြည့်ပြစီအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီ Binance account 10% off lifetime ရဖို့ link ကိုလည်းကျွန်တော် description မှာပေးထားပါတယ်အဲ့ဒီကတော့ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီ discount ရမှာပေါ့နော်ဆိုတော့ဒီ referral code လေးလည်းထည့်ပေးလို့ရပါတယ်ဒီပြောင်းကြည့်ပြစီအများကြီးတင်ပါတယ် subscribe လေး follow လေးလေးလုပ်ပေးခဲ့ပါအောင်ဝင်ဝင်နေနေလေးဖြစ်ပါလေး